ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ဒီ custom property တွေကိုဘယ်လိုဖန်တီးမလဲဆိုတာကြည့်မှာဖြစ်ပါတယ်အဲ့တော့ပြောချင်တာကကို့ model ရဲ့တန်ဖိုးတွေကို material တွေအများကြီးကိုနေရာတစ်နေရာထဲမှာအားလုံးကိုစုပြီးတော့ edit လုပ်လို့ရမယ့်နည်းလမ်းဖြစ်ပါတယ်အကြည့်မဲ့ဆိုလို့ရှိရင် and ကိုနှိပ်ပြီးတော့ပေါ်လာတဲ့ panel ရဲ့အောက်မှာ property ဆိုတာရှိတယ်အဲ့ဒီအောက်မှာဒီ model ရဲ့တန်ဖိုးတွေအားလုံးကိုကျွန်တော်မြင်ရမှာဖြစ်ပါတယ်ကားရဲ့အရာကိုကျွန်တော်ပြောင်းလဲလို့ရမယ်ပြီးတော့ဘူးရဲ့ဒီမှန်ရဲ့အကြောင်းလည်းကျွန်တော်ပြောင်းလဲလို့ရမယ် သူရဲ့ roughness ဒီခါမှာအရှိမီကိုအခွင့်ပေးလုပ်မယ်ပြီးတော့သူရဲ့ဒီ strength tempo ကိုအနည်းငယ်ကျွန်တော်လုပ်လို့ရမှာဖြစ်ပါတယ်ဒါတွေကိုဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်ကြည့်ရအောင်အဲ့တော့ကျွန်တော်အသုံးပြုရမယ့် tab က object ကို select ပေးပြီးတော့ညာဘက်မှာရှိတဲ့ object tab ကိုကျွန်တော်တို့မှာဖြစ်ပါတယ်။ကြည့်မယ်ဆိုလို့ရှိရင် custom property ဆိုတဲ့ tab ဟာဒီအောက်ဆုံးမှာရှင်းရအောင်မြင်ပါလိမ့်မယ်အဲ့ဒီအတွက်ကျွန်တော်ကသူကိုပို့ပြီးတော့တုံးရလွယ်အောင်လို့အပေါ်ဆွဲတင်လိုက်ပါမယ်ကျွန်တော်ရဲ့ object ကို select ပေးထားတယ်သူ့မှာ material တွေအများကြီးရှိတယ်လောလောဆယ်မှာကျွန်တော်ကသူ့ကို car paint ဆိုတဲ့နေရာမှာ select ပေးထားတာဖြစ်ပါတယ်အဲ့ဒီအတွက်သူ့ရဲ့ material ကိုကျွန်တော်ကြည့်ရအောင်ဒီပထမဆုံးဒီကားရဲ့အရောင်ကိုကျွန်တော်ကပြောင်းလဲခြင်းနဲ့အဲ့ဒီအတွက် node group ထဲကိုလာပြီးတော့ ြောင်းလဲရတာမျိုးကိုကျွန်တော်မလုပ်ချင်ဘူးအဲ့ဒီအတွက်ဒီဘက်မှာလုပ်လို့ရအောင်ကျွန်တော်ဖန်တီးမှာဖြစ်ပါတယ်ပိုပြီးလွှဲအောင်လို့ကျွန်တော်ဒီဘက်ကိုအမဲထားလိုက်မယ်ဒီဘက်ကအရာကိုကျွန်တော်ပြောင်းလဲမှာဖြစ်ပါတယ်အဲ့ဒီအတွက် custom property မှာအတိတ်ကိုယူမယ်ပြက်ကမှာဒီဘက်က gear icon လေးကိုနှိပ်ပြီးတော့သူ့တံပိုးတွေကိုကျွန်တော်ပြောင်းလဲမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့လိုချင်တဲ့တံပိုးကဘာလဲဆိုတော့အယောင်ဖြစ်ပါတယ်အဲ့ဒီအတွက် type ဆိုတဲ့နေရာမှာ float ကနေပြီးတော့ float array ကိုပြောင်းမယ်ဒီမှာ color ဆိုပြီးတော့ရိုက်ထည့်မယ်ဆိုလို့ရှိရင်ဒီဘက်အပေါ်မှာလည်းသူ့ကိုမြင်ရမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံး okay နဲ့ကြည့်လိုက်မယ်မ color ဆိုပြီးတော့မြင်ရပါပြီဒါပေမဲ့ကျွန်တော်တို့လိုချင်တာကဒီ xyz တောင်ဘုံမဟုတ်ဘူးအဲ့ဒီအတွက်ဒီ icon ကိုနှိပ်ပြီးတော့ plain data ဆိုတဲ့နေရာမှာ linear color ဆိုတာကိုယူလိုက်ပါမယ်ဒီတော့မှာရေးထားတဲ့ description ကဘာပြောရလဲဆိုတော့ ကျွန်တော် blender မှာတစ်ခုပေါ်ကို mouse ကိုတင်လိုက်ပြီဆိုတာနဲ့သူ့အကြောင်းကိုပြပေးတဲ့ဒီတန်ဖိုးကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဥပမာအဖြစ်လာမယ်ဆိုလို့ရှိရင်အမှ location location of the object location of the object လို့မျိုးအမှပါလာတဲ့အမဲအောင်လေးတွေကိုဒီ description လို့ခေါ်တာဖြစ်ပါတယ်အဲ့ဒီအတွက်မကြည့်ရအောင်ဒီနေရာမှာကျွန်တော်က change the color လို့ရေးလိုက်မယ်ဆိုလို့ရှိရင် ပြီးတော့ plain data မှာ linear color ကိုရွေးမယ် change the color လို့ရေးလိုက်မယ်အဲ့လိုဆိုလို့ရှိရင် okay နှိပ်ပြီးတဲ့ခါမှာဒီဘောကို mouse ကိုတင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ခုနကရေးခဲ့တဲ့ change the color ဆိုတဲ့ဟာကိုမြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ဒီအယောက်နဲ့ကျွန်တော်ဒီ note group ထဲမှာရှိတဲ့ဒီအယောက်နဲ့ကိုချိတ်ဆက်မိတော့အောင်ကျွန်တော်လုပ်မှာဖြစ်ပါတယ်အဲ့တော့သူ့ကိုနှိပ်လိုက်မယ် color wheel ပေါ်လာတဲ့အခါမှာတံပိုး၃ခုရှိတဲ့ထဲမှာ RGB ကိုကျွန်တော်ထားမယ် ပြီးတဲ့ခါမှာဒီ RGB ဆိုတဲ့တံပိုး၃ခုကိုဒီမှာရှိတဲ့တံပိုး၃ခုတော့ကျွန်တော်ရွေးထည့်มาဖြစ်ပါတယ်ဘယ်လိုလုပ်မလဲဆိုတော့အားပေါ်မှာ right click ကိုနှိပ်မယ်ပြီးတဲ့ခါမှာ copy as new driver ပြီးတဲ့ခါမှာဒီဘက်ကိုပြန်လာမယ်အားတံပိုး right click ပြီးတဲ့ခါမှာခုနက copy ကူးခဲ့တဲ့ဟာကို paste လုပ်ပါမယ် paste driver အဲ့ဒီတိုင်းမယ် G ကိုသွားမယ် right click copy as new driver ပြန်လာမယ်ခြေကိုသွားမယ် paste driver အဲ့ဒီအတိုင်းပဲနောက်ဆုံးကျန်တဲ့ b ရဲ့တန်ဖိုးကိုလည်း copy as new driver ပြီးတဲ့အခါမှာ paste driver လုပ်လိုက်ပါမယ်အဆလို့ရှိရင်ဒီမှာကျွန်တော်အပြောင်းလဲတွေလုပ်လို့မရတော့ပါဘူးသူ့ရဲ့အပြောင်းလဲကိုဒီဘက်က color ဆိုတဲ့နေရာမှာတွားလို့မယ်ဆိုလို့ရှိရင်ဒီဘက်မှာကျွန်တော်မြင်ရပါပြီအဲ့တော့အဓိကဆိုလို့ရင်းကဘာလဲဆိုတော့ custom property တွေကိုသုံးခြင်းအပြင်ကျွန်တော်တို့ရဲ့ model ကို node group ထက်ကိုအများကြီးဝင်စရာမလိုဘဲနဲ့တန်ဖိုးလိုဒီမှာပြောင်းလဲလို့ရမှာဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ်အစ်စ်ထပ်ယူမယ်ဒီတစ်ခေါက်မှာတော့ကျွန်တော်ကဒီမှန်ရဲ့အကြောင်းကိုပြောင်းလဲနေတာဖြစ်ပါတယ်။အဲ့အတွက် new ကိုယူမယ်ခုနကတိုင်းမယ် setting ကိုသွားမယ်သူ့ကိုကျွန်တော်က glass color လို့နာမည်ပေးလိုက်မယ်ခုနကတိုင်းမယ် float ကို float array ထားမယ် plain data မှာ linear color ကိုထားမယ် ဒီမှာကြာတော့ကျွန်တော်က change the glass color ဆိုပြီးရေးလိုက်ပါမယ်အဆိုလို့ရှိရင်ဒီလိုပေါ်လာမယ်အခုကျွန်တော်လောလောဆယ်ရောက်နေတာက car paint ကိုရောက်နေတာဖြစ်တယ်အဲ့ဒီအတွက် glass ဆိုတဲ့ material ကိုကျွန်တော်ရွေးပေးရမယ်ဟုတ်ပြီအဲ့တော့ဒီအရောင်နဲ့ဒီအရောင်နဲ့ကိုချိတ်ဆက်မိအောင်လုပ်မှာဖြစ်ပါတယ်အဲ့တော့ခုနကတိုင်းမယ် RGB တန်ဖိုးထဲမှာပြည့်တန်ဖိုးတွေကိုကျွန်တော်တို့ paste လုပ်မှာဖြစ်ပါတယ် copy as new driver ဒီမှာ g ကို base driver အဲ့ဒီတိုင်းပဲ b ကို copy ကုမယ် b မှာ base လုပ်ပါအဲ့ဆိုလို့ရှိရင်ဒီမှာလုတ်တဲ့အပြောင်းလဲတွေဟာကျွန်တော်ရဲ့ဒီမှန်ပေါ်မှာတက်ရောက်မှာဖြစ်ပါတယ်နောက်တစ်ချက်ကဒီ material ထဲမှာကိုပဲကျွန်တော်က roughness ကိုကစားချင်ပါတယ်0.5ကိုထားလိုက်မယ် properties အသစ်ယူမယ်အခုတစ်ခေါက်မှာတော့ float array အစားကျွန်တော် float ကိုပဲထားပါမယ်သူကတော့ glass roughness လို့ပေးမယ်သူက change the roughness of the glass ဟုတ်ပြီအခုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထားထားတဲ့ roughness ရတန်ဖိုးဟာ0.5ဖြစ်တယ်ဒါကပုံမှန် default ထားမှာဖြစ်ပါတယ်အဲ့ဒီအတွက် default value ဆိုတဲ့နေရာမှာကျွန်တော်က0.5ကိုထားလိုက်မယ် ပြန် okay နဲ့လိုက်မယ်အခု glass roughness ကိုသွားပြီးတော့ကျွန်တော်က right click နဲ့ reset to default value ဆိုလို့ရှိရင်သူဟာ0.5ကိုကျောင်းသွားမှာဖြစ်ပါတယ်ဟုတ်ပြီ right click copy as a new driver ပြီးတဲ့အခါမှာ roughness ကိုသွားမယ် right click paste driver driver ရှိသွားပြီဆိုလို့ရှိရင်သူဟာအခုလိုမျိုးအကြောင်းလေးကြောင်းသွားမယ်အခုဒီထဲမှာအပြောင်းလဲလုပ်လို့ရှိရင်ဘာမှမမြင်မှာမဟုတ်ပါဘူး အဲ့ဒီအတွက်0.5ပဲထားမယ်ဒီအပေါ်က roughness မှာကြောင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်မြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီ right click reset to default value ဆိုလို့ရှိရင်0.5ကိုတန်ပြီးတော့ကြောင်းမှာဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုလုပ်ချင်တာကကျွန်တော်ကဒီကားရဲ့အရှိမီကိုအဖွင့်ပိတ်လုပ်ချင်တယ်အဲ့ဒီအတွက် new ကိုယူမယ်ခုနကတိုင်းမယ်ဒီမှာကျွန်တော်က headlight on and off ဆိုပြီးပြလိုက်မယ် သူ့ရဲ့ default tempo က1 damage ထားလိုက်ပါမယ်ဒါကကြတော့ turn on or off headlight okay အဲ့တော့ကားရှေ့မီအတွက် headlight ဆိုတဲ့ material ကိုယူမယ်ဒါကတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ shader တစ်ခုဖြစ်ပါတယ်ဒီလိုတော့မယ်ဆိုလို့ရှိရင်မီကိုအဖွင့်ပေးလုပ်လို့ရမယ်ဒီခါမှာသူ့ရဲ့ tempo ကို1 2 ကစားလို့ရမယ်ဒါကအခု loss မှာ20ထားရပါတယ်ကျွန်တော်အဲ့ဒီတော့ set တွင်သွားမယ် default value ကိုကျွန်တော်ဝမ်းမထားမယ် on and off headlight ဟိုဘီအခုသူ့ကို right click copy as a driver ပြခါမှာ on off ဆိုတဲ့နေရာမှာ right click နဲ့ပြစလို့လေပါမယ်အဆိုလို့ရှိရင်0ဆိုရင်သူပိတ်သွားမယ်1ဆိုရင်ပွင့်လာပါလိမ့်မယ်ဒါပေမဲ့သူဟာအဖွင့်ပိတ်ကိုပဲထိချုပ်တာဖြစ်တယ်သူ့ရဲ့ ဒီ strength ကိုထမ်းချုပ်တာမဟုတ်ပါဘူးအဲ့ဒါကြောင့်နောက်တစ်ခုထပ်ယူမယ် setting ပြီးတော့ခါမှာ headlight strength သူရဲ့ default တန်ဖိုးကိုတော့ဒီမှာပေးထားတဲ့20ကိုကျွန်တော်ထားမယ် maximum အများဆုံးဘယ်ထိတင်လို့ရမလဲဆိုတော့50ပဲထားပါမယ်အဲ့တော့50ထက်ပိုပြီးတော့တင်လို့မရဘူးဆိုတဲ့သဘောဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ headlight ရဲ့ strength ဖြစ်တယ် right click reset to default value ဆိုလို့ရှိရင်20ကိုပြောင်းသွားတာမြင်ရမယ် right click new driver တော့ဒီ strength ဆိုတဲ့နေရာမှာ paste လုပ်ပါတော်ဒီမှာ30ထားလို့ရမယ်20ထားလို့ရမယ်30ထားလို့ရမယ်50အထိထားလို့ရပါမယ်50ထပ်ပို့ပြီးတော့ထားလို့မရပါဘူးခု60 70 80 80ထားလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာပေးခဲ့တဲ့တန်ဖိုးဟာအများဆုံးဟာ90ဖြစ်လို့ဖြစ်ပါတယ်။သူ့ရဲ့ default တန်ဖိုးကတော့80ဖြစ်ပါတယ်။အခုလောလောချင်းအပြင်ကျွန်တော်ဒီမှာဒီ model ရဲ့မတူညီတဲ့တန်ဖိုးတွေအားလုံးကိုကျွန်တော်တို့က node group ထဲကိုသွားစရာမလိုဘူး။ဒီဘက်က material tab ကိုလည်းသွားစရာမလိုဘူး။ညာဘက်က panel တစ်ခုထဲမှာပဲအခုလိုမျိုးများမှာဖြစ်ပါတယ်။ဒါကတော့ blender ထဲမှာ custom property တွေကိုဘယ်လိုလုပ်ရမလဲဆိုတဲ့အပိုင်းမျိုးဖြစ်ပါတယ်။